ေကောင်လေးကတော့ဒါအရင်ဆုံးပေါ့နော်ကျွန်တော်လူဆောင်ရင်းနေပေါ့ဒါ2021မှာဗရိတ်ခွန်ပြန်ကြကြရပေါ့ဗျာအဲ့ဒီထဲမှာလည်းသူနှစ်ဗရိတ်၃ခါပြည်ရင်ပေါ့နော်ပြန်ကြကြတာပဲနှစ်ဗရိတ်ဒီမှာတစ်ချိန်ပေါ့နော်နှစ်ချိန်ကျွန်တော်၃ချိန်ပြည်ရင်ပြန်ကြကြတာပဲအဲ့လိုနှစ်ဗရိတ်ဒီကစားခဲ့သူပေါ့နော်အဲ့ဒီထဲကတစ်ခုသောနှစ်နောက်ပိတ်ပေါ့ဗျာအဲ့နှစ်နောက်ပိတ်ရဲ့ဇောင်းမှာဘေးနှစ်ကကဏ္ဍတစ်ခွလိုက်ထွက်တယ်ပေါ့နော်အဲ့လိုလိုက်ထွက်ဖို့လည်းသူ့အပေါ်မှာခါတိ နောက်ပိတ်ဒီခါဝင်ပေါ့နော်နောက်ပါဝါလို့ရိုက်ပြီးမှသူ့အောက်က867ဆိုတဲ့ခန်းတစ်ခွက်ကိုသူ့ရဲ့နောက်တစ်နေမှာလိုက်ထွက်တယ်ပေါ့နော်ထွက်တော့လေသူ့အပေါ်ကကျွန်တော်တို့ဒီ86 1ချင်းပေါ့နော်86ခွန်းတလုံးပြောင်းပေါ့ဒါကပထမတစ်ခက်ပေါ့နော်အဲဒုတိယကံမှာလည်းအဲ့လိုပဲကျွန်တော်တို့တက်တော့ည6ပြက်တော့ည6ပြန်ရကြရပါတော့ complete ပြန်ရကြရပါအဲ့ဒီထဲမှာလည်းသူနှစ်ပရိတ်ဒီမှာတစ်ချိန်ကစားရတယ်ပေါ့နော်နှစ်ချိန်အဲနှစ်ပရိတ်ဒီမှာ3ချိန်ပြည့်ရင်ပေါ့နော်3ချိန်ပြည့်သူ့အောင်မှာ196ပြန်ရကြရပါအဲ့လိုကြလို့မလို့အဲ့ဒီထဲမှာတစ်ခုတော့နှစ်နောက်ပဲပေါ့နော်ဒီမှာနှစ်နောက်ပဲ သူ့ဆောင်မှာထွက်တဲ့ဒီ9 3 3ဆိုတဲ့ခဏကသူ့ရဲ့ဘေးနှစ်ကခဏပေါ့နော်အဲ့မှာလဲသူကနောက်ပါဝါရဲ့အောက်ကားလို့ယူဆရတယ်ပေါ့နော်နောက်ပိတ်ဒီခါဝင်ပေါ့နော်ရှစ်ပိတ်ဒီရှစ်ခါဝင်အဲ့လိုဝင်မှာ ਨੇ သူ့အောင်မှာနောက်ပါဝါရရိုက်ပြီးမှဒီ3 9 3ကိုသူ့ရဲ့နောက်တစ်နှစ်ကိုကျွန်တော်နှစ်ပိတ်ရဲ့ဆောင်မှာလိုက်ထွက်ပေါ့နော်ထွက်တော့လဲသူ့ဘောကအဲ sorry ခဲတံတော့ကျိုးတယ်နော်3 9ကိုဝန်ချင်းပေါ့နော်ခဲတံကျိုးရင်ထက်ချွန်လာမှာအားပါတော့ လိုင်းကောင်းရင်စင်ပြေတယ်နော်လိုင်းမကောင်းရင်တော့ကျွန်တော်လည်းဘာမှလုပ်မရဘူးဒါဆိုကျွန်တော်တတိယ gap ပေါ့နော်ဒီမှာကျွန်တော်တို့၈ခွန်ရဲ့ကို၈ခွန်ပြန်ကြကြပါဦးနော်နှစ်ပြိုက်ဒီလည်းကျွန်တော်တို့အဲ့ဒီထဲမှာ၃ချိန်ရိုက်ပါတော့နော်၄တိခွန်ရဲ့အဲကျွန်တော်တို့အဲ၄၅၃ရဲ့နောက်တစ်ခွက်ချင်းဒီဒီ၉၃ရဲ့၃ရဲ့ပေါ့နော်အဲ့လိုရိုက်ပြီးသူ့အောင်မှာဒါပြန်ကြကြကြတော့ဗျာအဲ့တော့မင်းကျွန်တော်အဲ့ဒီထဲမှာလည်းသူကနှစ်ပိတ်ပေါ့နော်နှစ်ပိတ်နှစ်ပိတ်ဆိုတော့ဘယ်နှစ်ပိတ်ကြအောင်လဲဒီမှာပေါ့နော်တကူတော့နှစ်ပိတ်ရအောင်စောင်းမှာထွက်တဲ့ဒီ၅ သုံးညာသုံးပါလေသူ့ရဲ့ဘေးနစ်ကခဏန်းပေါ့နော်အဲသူ့အပေါ်မှာလည်းနောက်ပါဝါရိုက်တယ်သူ့အပေါ်မှာခွန်ပိတ်ပြီးခွန်ခါဝင်တဲ့ခဏန်းပေါ့နော်သူကငါးသုံးတဲ့ကိုညက်ပေးရဲစောင်းမှလိုက်ထွက်တယ်ထွက်တော့လေငါးသုံးညာလေးဝမ်းချင်းပဲဒါကကျွန်တော်တတိယကတ်တိပေးသွားပြီပေါ့နော်အဲတော့စတုတ္ထကတ်နေနဲ့ဆက်ခစားခဲ့မယ်ဆိုရင်တော့တကွက်ချက်ပဲသွားမှာပေါ့နော်ဒီ3 9ဒီကျွန်တော်ခွန်ပိတ်ဒီခွန်ပိတ်ကြတယ်အဲညက်ပိတ်ဒီလည်း3ချိန်ပဲတိုက်တိုက်ဆိုင်ဆိုင်ကစားရတယ်ပေါ့နော်ဒီမှာ9 6ရဲ့ကျွန်တော်တို့ 336ရဲ့636ရဲ့ပေါ့နော်သူကမှဒါ66နှစ်ပြန်ကြကစားပြီးတော့နှစ်ပိတ်လုံးဝနောက်ထပ်မထွက်ခဲ့ဘူးပေါ့နော်အဲ့တော့နှစ်အပိတ်ဒီလေအဲ့2024မှာနှစ်ကြိမ်မရှိတယ်ဗျာကျွန်တော်ဒီမှာတစ်ကြိမ်ပေါ့နော်အခုဝဲနေဆိုတော့ဒါနှစ်ကြိမ်မြောက်ပေါ့နော်နောက်ထပ်နှစ်ပိတ်မရှိတော့ဘူးအဲ့တော့သူစောင်းမှာထွက်မဲ့ကဏ္ဍဒီသူ့ရဲ့ဘေးနှစ်ကကဏ္ဍလို့ယူဆတယ်ပေါ့နော်အဲတနည်းပြောရရင်တော့ဒီ696ဝန်းကြိမ်ပေါ့နော် 696ဝမ်းကျင်းလေးကတ်လုံးကိုအညီပေးမယ်ဆိုရင်696ဝမ်းကျင်းပေါ့နော်အဲ့တော့ကျွန်တော်ဒီကနေ့ကိုရွေးမယ်690ပေါ့နော်အဲ့690ကိုဘာလို့ရွေးလဲဆိုတော့သူ့အပေါ်မှာနောက်ပါပါခါတီနောက်ပိတ်ဒီခါဝင်ထားတာဒီတစ်ခုပဲရှိတယ်ပေါ့နော်နောက်ပါပါလို့ရိုက်ကြတယ်ကျွန်တော်ကြည့်ကြတော့ဒီတစ်ခုပဲမှတ်တယ်နော်ဒါနောက်ပါပါမဟုတ်ဘူးပေါ့နော်ဒီမှာနောက်ပါပါမဟုတ်ဒီမှာနောက်ပါပါရိုက်တယ်ပေါ့နော်အဲ့ဒီမှာဒီဆိုလဲနောက်ပါပါမရှိဘူးပေါ့ဗျာကျွန်တော်ကြည့်ထားတာမလွဲဘူးဆိုရင်နောက်ပါပါဒီကအဲ့တစ်ခုပဲရှိတယ်ပေါ့နော်ကိုပိတ်ဒီကိုခါနဲ့အဲ့တော့သူ့အောက်ကဒီ690ကိုဒီညမှာကျွန်တော်690ဆိုပြီးတော့အရွှေသတ် လုံးချင်တာပေါ့နော်6 9 6ဝန်းကျင်တော့မှတ်ထားပါပေါ့နော်6 9 6ဝန်းကျင်နဲ့ဘေးနေကကနေဆိုရင်လည်းမိမိကြမ်းတဲ့တတ်တဲ့ဟာရှိရင်လည်းထိုးပေါ့နော်မိမိကြမ်းတဲ့တတ်တဲ့ဟာရှိထိုးအဲဥပမာ6 9 6ဒီကနေမျိုးပေါ့နော်အရန်ထဲမှာတော့ထည့်ထိုးပေါ့အဲ6ကြောင်နှလုံးပူလာပဲနော်အဲမှာကြမ်းတဲ့ကနေကတော့မိမိကြမ်းတဲ့တတ်တဲ့ရှိရင်ထည့်ထိုးပေါ့နော်ဒါအနည်းကလိုင်းလေးအဲပရမတ်ကကကျွန်တော်တို့ဒီနှစ်ပိတ်ရဆောင်းမှာ6တိ7တိအဲ6ကြောင်ဝန်းကျင်နဲ့သူရဘေးနေကကနေအဲ့မှာလည်းသူ့အပေါ်မှာခွန်ပိတ်တိခွန်ခါဝင်ပေါ့နော်နောက်ပါပါလို့ရိုက်ပြီးမှဒီ6ကြောင်တဲ့ကိုနှစ်ပိတ်ရဆောင်းမှာလိုက်ထွက်တယ် နောက်တစ်ခါလဲကျွန်တော်တို့အိုက်နှစ်ထဲမှာဒီ6လေးနဲ့မှာနှစ်ပိတ်ပိတ်ပြီးသူ့ဆောင်မှာထွက်တဲ့ကို3ညာ3ဒီလဲသူ့ရဲ့ဘေးနစ်ကခဏမဲ့သူ့အပေါ်က3ညာ1ကို1ချင်းနဲ့အဲသူ့အပေါ်မှာနောက်ပါဝါ10ပိတ်ဒီ10ခါဝင်နေဟဲ့သူ့ရဲ့အောက်ကပေါ့နော်အဲ့တော့ကျွန်တော်တတိယကံမှာလည်းကျွန်တော်တို့အဲနှစ်ပိတ်ရဲ့ဇောင်းမှာ၅၃ည၃ဒီဘေးနစ်ကခဏပေါ့နော်အဲသူ့အပေါ်က၅၃ည၄ဝန်းကျင်နဲ့ခွန်ပိတ်ဒီခွန်ခန်းဝင်ပြီးနောက်ပါဝါရဲ့ အောက်ကကဏ္ဍပေါ့နော်။ဒါဆိုကျွန်တော်စတုဒ္ဒကအနေနဲ့ဆက်ကစားခဲ့မယ်ဆိုနှစ်ပိတ်ရဲသောမှာဒါကိုရှိကွန်တီပြင်းနေကကဏ္ဍမကစားခဲ့ဘူး။အဲတော့ကျွန်တော်တို့စတုဒ္ဒကအနေနဲ့သူ့အောက်သောမှာထွက်မယ်ကဏ္ဍဒီသူ့ရဲ့ဘေးနေကကဏ္ဍကျွန်တော်ဒီဘွဲမှာကြိုက်တယ်ပေါ့နော်။အဲကြိုက်တယ်ဆိုတဲ့နေရာမှာလည်းသူ့ရဲ့အချုပ်အနေနဲ့အဲသူ့စိုက်တိုင်းပြီးခဲ့မယ်ဆိုရင်ဒီ6 6 6ဝန်းကျင်နဲ့သူ့ရဲ့ဘေးနေကကဏ္ဍကိုကိုးပိတ်ဒီကိုးခါဝင်နဲ့နောက်ပါဝါဒီတတော်ပဲရိုက်တယ်။အဲတော့သူ့အောက်ကကဏ္ဍဆိုကျွန်တော်တို့ကရွေးချယ်ကြမရှိဘူးပေါ့နော်။ကြိုက်ပြီးတယ်အတန်ကမကြောက်ရဘူးလား။မကြောက်ရင်လည်းမှတ်ပြီနော်နောက်စိုက်တည်သွားအောင်ပါ။ ်အကြရတယ်ဆိုလည်းကြားတယ်ဗောနော်မကြောက်ဆိုလည်းတချို့ကလည်း line မကောင်းဘူးเนาะပြီးကြမပြန်ကြည့်ပေါ့တဲပေးပါလားကျွန်တော်ပိုင်းသိရင်အောင်တဲပေးမှာပေါ့ကျွန်တော်လည်းပိုင်းသိဘူးမိကြိုင်နေတဲ့ရင် line ကသာဗောနော်ကျွန်တော်ထိုးတဲ့အနေကြီးမျှဝေရတော့ပါမယ်ဒီကောင်လေးကတော့ big grab ကကျွန်တော်တို့50တန်းနှစ်တန်းဆော့တော့တဲ့ line မယ်เนาะ50တန်းနှစ်တန်းဆော့တော့တဲ့ line ကိုကျွန်တော်တို့ဒီကနှစ်ချင်းပေါ့နစဲဒီမှာပဲ slide ကစားနေတယ်ဗောနော်နေဥမာ၃ရက်တည်းနေကြိမ်နှောင်းခွန်းအဲသူရဲ့နောက်တည်းနေကျွန်တော်တို့ စလေးချိန်မှာ6ခါတန်းလူသောင်းမှာ4ခါလူသောင်းမှာ4ခါပေါ့နော် လေးလေး9နဲ့သောင်းခွန်ရိုက်တယ်16ချိန်မှာ6ခါတန်း9တော့ပိတ်18ချိန်မှာ3တော့ပိတ်ပေါ့နော်အဲ73ချိန်က96ရှိတယ်အဲ့ဒီချိန်မှာပြန်ကြကြပြီးတော့24ချိန်မှာ8ပိတ်လို့ရိုက်တယ်ပေါ့နော်အဲ့ဒီထဲမှာလည်းသူက၄ထိပ်ကြီးရဲ့တနည်းကျော်မှာ၄ထိပ်ကြီးနဲ့ဗရိတ်လေးထွက်လို့သူ့ရဲ့နောက်တစ်ညမှာအိုက်ကနန်လိုက်ထွက်တယ်ပေါ့နော်လိုက်ထွက်ပြီးတော့အဲ့၄ထိပ်ကြီးနဲ့၄ဗရိတ်ထွက်တဲ့နေထဲမှာသူကကျွန်တော်တို့၉ချိန်မှာ၄အပိတ်သူ့ရဲ့ညာဘက်အောက်ကောင်မှာ၉ခါဘယ်ဘက်အောက်ကောင်မှာ၉ခါပေါ့နော်အဲ့လိုခါတွေတည်ပြီးမှတဲ့သူ့ရဲ့ စောင်းမှာသူနှစ်ထိပ်တစ်ပိတ်တစ်ပိတ်ညက်သုံးလုံးပေါင်းရင်၄ဖြစ်ပြီးတော့အဲ့ညထဲမှာ၄အပိတ်၄အပိတ်ပဋိလေးရဲ့စောင်းမှာလားပြန်ကြကျွန်တော်တို့ကစားခဲ့တယ်ပေါ့နော်အဲ့လိုကစားခဲ့တယ်အဲ့တူကကျွန်တော်တို့ကရောက်ကတ်ကိုပဲကျွန်တော်တို့တော့အောင်ဆိုရင်20ကျိန်မှာထွက်တာပဋိ၅ပါတဲ့ဟုတ်ပြီနော်20ကျိန်မှာပဋိ၅သူ့ပေးမှာလဲ6နှစ်သုံးလုံးနဲ့ဇောင်း6ကိုခံထားလိုက်ဒါကကျွန်တော်တင်40ပေါ့နော်ဒါပထမတစ်ကတ်ပေါ့အဲ့ဒုတိယကတ်လည်းကျွန်တော်တို့အဲ့လိုပဲတော့အောင်အဲ့ဥမာ3ရက်ချင်းနှစ်ကျိန်နောက်ပေါင်းခွန်ပေါ့နော်သူရဲ့နောက်တစ်နေ့ကျွန်တော်တို့ ်16ကြိမ်မှာ9ခါတိုင်းပေါ့နော်2တောင်းမှာ9ခါ3ခါခါ3လုံးခွန်ထည့်တယ်16ကြိမ်မှာ9ခါတိုင်း9တော့ပိတ်16ကြိမ်မှာ3တော့ပိတ်ပေါ့နော်ကျွန်တော်တို့73ကြိမ်က3ည5 3ညကအညတိုင်းမှာပြန်ကြကြတယ်24ကြိမ်မှာ10ပိတ်ရိုက်တယ်ပေါ့နော်အညတိုင်းတစ်ခုသော3ထိပ်ကြီးရဲ့တစ်နှစ်ကျော်မှာလည်းဆိုတော့4ထိပ်ကြီးနဲ့ပရိတ်3ဆိုပြီးထွက်တယ်ပေါ့နော်အဲ့တော့လည်းကတည်းကလည်းနောက်တစ်နှစ်ကိုပြန်ကူးပြီအဲ့4ထိပ်ကြီးနဲ့ပရိတ်3ထွက်တဲ့နှစ်ထဲမှာတဲ့သူကကျွန်တော်5ကြိမ်မှာ3အပိတ်ပေါ့နော်လေးပြီးပြီးတော့၃ပဲသူ့ရဲ့ညာဘက်အောက်ကောင်းမှာက၈ခါပဲပဲအောက်ကောင်းမှာက၈ခါပေါ့နော်အဲ၈၃၈ပေါ့ဗျာအဲ့လိုခွေပြီးတော့သူ့ရဲ့ညာဘက်အပေါ်ကောင်းမှာသူက ခွန်ထိတ်ခွန်ဘိတ်ကိုဘိတ်နေပေါ့နော်ခွန်ထိတ်ခွန်ဘိတ်ကိုဘိတ်နေတော့လုံးပေါင်းရင်3ဖြစ်တယ်ပေါ့အဲ့လို3ဖြစ်လို့သူက3အဘိတ်3အဘိတ်ရဲ့ဖိလေးရဲ့ဇောင်းမှာဒါ9 6ကျွန်တော်တို့ပြန်ကြကစားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကရောက်ကက်ကိုသွားမယ်ဆိုရင်လေဒီ20ချိန်မှာကဒီ9 6ဒီပရိ9ပဲဟုတ်ပြီနော်ပရိ9ပဲဒီမှာလည်းပရိ9ပဲပရိ9တွေကဘာလို့လာလဲဆိုတော့ကျွန်တော်တို့အကွာအဝေးအတူတူပဲဒီကနေရရမှာနော်၄၅၁၃ရပါလေတနေ့နေ့၃နေ့၄နေ့၅နေ့၆နေ့၇နေ့ချာဒီမှာ တုံညာပရိပေါ့နော်အဲတနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်း၇နည်း၆လိုက်ဒီမှာလဲတုံညာပရိပဲနော်အဲတုံညာရဲ့ပါဝါလေးကို၅ပရိပို့အောင်မှာနော်ဟုတ်ပြီဒါဆိုကျွန်တော်တတိယကတ်တော့ဒီမှာတုံညာထိနေဦးမှာနှစ်ချိန်မှာနောက်ပေါင်းခွန်သူရဲ့နောက်တနည်း၁၄ချိန်မှာ၉ခါတိုင်းလူသောင်းမှာ၆ခါနေခါနဲ့ဆောင်းခွန်ရိုက်ပေါ့နော်၁၆ချိန်မှာ၉ခါတိုင်း၇တော့ပဲရိုက်၁၈ချိန်မှာ၃အပိတ်လို့ရိုက်တယ်ပေါ့နော်အဲ၁၃ချိန်မှာထွက်ထားတဲ့ဒီနှစ်၈၆ကလည်းအဲ့ဒီထင်မှာ 6နှစ်ရှည်လို့ရှည်ပိတ်နေပေါ့နော်24ချိန်မှာရှည်ပိတ်တာပြန်ကြလဲဖြစ်တယ်ပေါ့ဗျအဲ့နှစ်ထဲမှာလဲသူကတကူတော်နှစ်ထိပ်ရှည်ရဲ့တနှစ်ကျော်မှာတဲ့သူက၄ထိပ်ရှည်နဲ့ပရိတ်နှစ်ထွက်တယ်ပေါ့နော်အဲ့ထွက်တဲ့ကလေးကလည်းနောက်တစ်နှစ်ကိုလိုက်ထွက်တယ်အဲ့လိုထွက်တာနဲ့ဒီ၄ထိပ်ရှည်နဲ့ပရိတ်နှစ်ထွက်တဲ့နှစ်ကျွန်တော်5ချိန်မှာပေါ့နော်နှစ်ပိတ်၄၃နှစ်ပေါ့နော်သူရဲ့ဘယ်ဘက်အောက်တော့မှခွန်ခါပေါ့နော်သူရဲ့ညာဘက်အောက်တော့မှခွန်ခါပဲလူသောမှာ အ6ထည်3ညဘေး6အဘေးပေါ့နော်3လုံးပေါင်းခြင်းဒီကျွန်တော်တို့နှစ်လို့ဖြစ်ပြီးမှအဲ့ဒီထဲမှာဒါနှစ်အဘေးနှစ်အဘေးပရိနေဆိုတော့ဒီတစ်ခုပဲရှိတယ်ဗျသူ့ဆောင်မှာကျွန်တော်တို့ပြန်ကြအနေနဲ့ဖမ်းဆော့ခဲ့တယ်ပေါ့နော်အဲ့တော့ပြန်ကြတော့အောင်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ခုရောက်ကံမှာသူက9ပရိပဲဆက်ပေးမလားပေါ့နော်9ပရိ2ကွက်ထွက်ရမှာ2ကွက်ကျန်နေတယ်အဲ့တော့9ပရိဒီ20ဒီမှာဆက်ပေးခဲ့မလားပေါ့နော်ဒီမှာဆိုလဲသူကကျွန်တော်တို့ဇောင်း6လို့ခံတယ်ပေါ့နော်ဇောင်း6လို့ခံပြီးတော့သူကဘယ်လိုလုပ်လဲဆိုတော့ဒီအဲ၄ပရိပေါ့နော်ဒါ၄ပရိ၄ပရိပေါ့ဗျ၄ပရိပေါ့အဲ့၄ပရိ၄ပရိကြောင်းလေသူနောက်ပရိ၃လုံး၄ပေါ့ဗျာ နောက်ပိတ်သုံးလုံးလေးနောက်ပိတ်သုံးလုံးလေးနဲ့ပရိငါထွက်ပြီပေါ့နော်ဒါပထမတစ်ကဒုတိယကတ်မှာလည်းသူကဘလို့ထွက်လဲဆိုတော့သုံးအပိတ်သုံးအပိတ်ပရိလေးကြောင်းနဲ့အဲသူ့ရဲ့နောက်တနေ20ချိန်မှာပရိလေးထွက်တဲ့ချိန်မှာနောက်ပိတ်သုံးလုံးက၄ရပဲ၄လေး၆ပေါ့နော်နောက်ပိတ်သုံးလုံး၄ပရိငါပေါ့နော်ဒါဆိုကျွန်တော်တို့ဒီမှာလည်း၉လေးတင်နဲ့ဇောင်းပေါင်းရင်း၄လို့ခံထားတယ်သူ့ဘေးမှာထွက်မဲ့ကျွန်တော်တို့ဒီကနန်းဒီနောက်ပိတ်သုံးလုံး၄အောင်မယ်ဆိုရင်ပေါ့နော်ဒီမှာနှစ်ပိတ်နှစ်ပိတ်ပရိလေးမလို့ဒီသုံးလုံး၄အောင်မယ်ဆိုရင်ကျွန်တော်တို့က၃ညပိတ်ပေါ့နော်၃ညပိတ်ရမယ်အဲ့တော့ကျွန်တော်ဟုတ်ပြီထိတ်ကြီးကိုဘယ်လိုထည့်မလဲဆိုတော့တဲ့ သူကလေးအပိတ်လေးအပိတ်ပရိလေးလို့ရိုက်တယ်နဲ့သူ့သောင်းကကဏ္ဍတိပြန်ကြပေါ့နော်အဲ့မှာလေသူကဒီကသုံးထည့်ကြောင်းနဲ့သူ၄ရက်၅ရက်၄ရက်ပေါ့နော်သုံးလို့ရိုက်တယ်ဒီမှာ၈၁သုံးပေါ့နော်ဒီ၈ဒီ၈ကြောင်းပေါ့နော်ဒီ၈ကလည်းတက်လို့မယ်ဒီ၈ကြောင်းမို့သူက၈အပိတ်၈ခါပေါ့နော်နှလုံးပေါင်း၉တော့၉ပဲဒီ၈ဒီတဲ့သူ့ရဲ့တစ်နှစ်ကြောင်းက၈ခါရအပေါ်ကကဏ္ဍပြန်ကြကြတယ်နော်အဲ့တော့ဒီ၈ကဘယ်မှာလုံးလုံးလဲဆိုတော့ဒီ၂၀ချိန်မှာသူကထည့်စီသုံးလုံး၈လို့ပြန်ထည့်သွားတယ်၃၄၁ပေါ့နော်ထည့်စီသုံးလုံး၈ ျွန်တော်တို့၈လို့ထည့်သွားတယ်ဒီ၈ခါကြောင့်ကျွန်တော်ကတော့၈လို့ထည့်တယ်လို့ယူဆတယ်ပေါ့နော်နောက်ပိတ်၃ပေါ့အဲဒီမှာ၁၃ညာ၁၄၀ဆိုပြီးတော့ထွက်တယ်လို့ယူဆတယ်ပေါ့နော်ဒါဆိုကျွန်တော်တတိယဒုတိယကက်ကိုလည်းအဲ့လိုပဲတော့ကျွန်တော်တို့ဒီမှာ၃ပိတ်၃ပိတ်ပရိဒီလူဆောင်မှာဒါပြန်ကြကြတယ်ဒီ၃ထိတ်ကြောင်းနဲ့သူ၄ထိတ်နဲ့ဒီ၃လုံးက၃လို့သွားတာဟုတ်ပြီနော်ဒီ၃ကို၃လို့သွားတယ်အဲ့တော့ဒီမှာ၈ခါ၁ပိတ်ပေါ့နော်ဒီ၁ကြောင်းပဲသူရဲ့တနည်းကျော်ကြီးပြန်ကြကြတယ်၁ခါရဲ့အပေါ်ကကငန်းပေါ့နော်အဲ့တော့ကျန်နေတာကပဲကျန်လဲဆိုတော့ဒီမှာ၈ခါကိုကျန်တယ်အဲ့တော့ထိတ်သုံးလုံးကိုသူ၈လို့၂၀ချိန်မှာထည့်တယ်နောက်ပိတ်၃လုံး၄နဲ့ဒါပရိမာတော့ထွက်ခဲ့တာပေါ့နော် ဲ့တော့ကျွန်တော်တတိယကတ်မှာလည်းသူကဒီမှာ2ပိတ်2ပိတ်ဒီမှာ6ထိပ်ဖြစ်သွားပြီနော်လှည့်သားတယ်ဒီတက်ရပါပါ6ထိပ်ပေါ့နော်အဲ6ကြောင့်မလို့သူ့သားမှာကျွန်တော်တို့7ထိပ်ခံထားတဲ့အတွက်ရှီပေါင်း7နဲ့ပြန်ကြအားသုံး6ပေါ့နော်မမအော်ဒီယံ936အဲ936ဘုန်းနဲ့356ဆိုတော့ပတ်လေထိုးတဲ့သူတွေရကြတာပေါ့နော်အဲ့မှာကျွန်တော်တို့ဒီမှာပြန်ကြကြသွားခဲ့ပြီအဲ့တော့သူက6ကိုလည်းဒီ3လုံး6ဖြီးတယ်အဲ့တော့ဒီတစ်ခါ ရှိပိဒီရှိပိကြောင့်သူကရှီခါတိုင်းရဲ့အပေါ်ကကနန်းဆိုတော့ရွေးချယ်ကြရလဲကျွန်တော်တို့မှမရှိဘူးပေါ့နော်ဒီနှစ်နှစ်ခွန်နဲ့936ပဲရှိတယ်အဲဒီမှာနှစ်နှစ်ခွန်သွားလဲကျွန်တော်တို့ကကြိုက်ကြရမှာပါဘူးအဲဗရိတ်လေးတွေကအကုန်လုံးနဲ့ညီရတော့936ပဲညီခဲ့တာပေါ့နော်အဲဒီတော့936မှာမှာအော်ဒီနေနဲ့ရွေးချယ်မှုမှန်ခဲ့တယ်ပေါ့နော်အဲဒီတော့အဲဒီမှာသူကတစ်ခါကျန်နေတာအဲဒီတစ်ခါဒီကျွန်တော်တို့ကဒီသုံးလုံးပြစ်လို့ထည့်မယ်ဆိုရင်အရှိကိုအညီပြလိုက်မယ်ဆိုရင်သုံးထိတ်ကိုထည့်လို့ရတယ်နော်ဒါမှမဟုတ်ကျွန်တော်ကသူ့ရဲ့အသွားလာတိုင်းပဲဒီတစ်ခါကိုဒီထည့်ဒီသုံးလုံးပြစ်လို့ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့က6ထိတ် ုတ်ပြီနော်6ထိပ်ဆိုတော့6ခါထိပ်ရုံပဲပရိမာဆိုတော့690ပေါ့နော်ဒီနေ့တိုင်းမှာခါတူခါမရိုက်သေးဘူးနော်အဲနှစ်ဆအောင်နေပြီးတော့ဒီခါတူခါမရိုက်သေးဘူးခါတူခါလည်း6နေတာပေါ့နော်အဲ့တော့ခါတူခါလည်းလည်းကြိုက်တယ်အဲ့တော့အဲ690ပေါ့နော်ဒါကဒီ20ကြိမ်မှာပရိမာကိုဖန့်ပြတော့ပေါ့နော်နောက်တစ် line ကလည်းအဲ့ line ကြီးမှာပဲသူကဒီ၄တွေကအလုံးလုံးပဲပေါ့နော်၄ဘိတ်၄ဘိတ်၄ချောင်းဒီပြန်ရကြတယ်လို့သူ့ရဲ့နောက်တနေ့မှာဒီခါးနဲ့နောက်တွဲနေ၄ဖြစ်တာလေဒီမှာစဖြစ်တာပေါ့နော်၈၃၃နဲ့၃လုံးပေါင်းချင်း၄ဖြစ်တာ 633နဲ့3ပေါင်းရင်း၄ဖြစ်ပြီးသူ့အောက်မှာထွက်တဲ့ဒီ665ဆိုတဲ့ကဏ္ဍကလည်းသူ့ရဲ့ဘေးနစ်ကထွက်ထားတဲ့ကဏ္ဍတကွာပေါ့နော်665ကိုကျွန်တော်တို့665လို့လိုက်ထွက်တာဟုတ်ပြီနော်ဒါကလည်းတမျိုးပေါ့နော်ဒါဆိုဒုတိယကတ်မှာလည်း3ဘိတ်3ဘိတ်ပေါ့နော်သူ့ဆောင်မှာအဲသူ့ရဲ့နောက်တစ်နှစ်မှာတဲ့သူကဒီနှစ်ခါရဲ့၅ခါရဲ့6ဘိတ်ရဲ့ကို3လိုက်မှစဖြစ်တယ်အဲ့စဖြစ်တာရဲ့အောက်မှာထွက်တဲ့ဒီ69တိကလည်းကျွန်တော်တို့သူ့ရဲ့ဘေးနစ်ကကဏ္ဍတကွာပဲပေါ့နော်အဲ့69ရှိကို69တိလို့လိုက်ထွက်တယ် ဲ့တော့ကျွန်တော်တို့ဒီမှာတတိယကအနေနဲ့ပေါ့နော်နှစ်ပိတ်နှစ်ပိတ်ရိုက်ထားခြင်းကြောင့်ကျွန်တော်တို့ကဒီခါနဲ့ခါနဲ့နောက်ပိတ်နဲ့ပေါ့နော်သုံးလုံးပေါင်းနှစ်ကဒီမှာစဖြစ်တာအဲ့တော့သူ့အောင်မထွက်မဲ့ကဏ္ဍကလည်းသူ့ရဲ့ဘေးနှစ်ကကဏ္ဍမယ်လို့ကျွန်တော်ကတော့ယူဆလိုက်တာပေါ့နော်အဲ့တော့690ဒီလေဘေးနှစ်ကကဏ္ဍမယ်အဲ့တော့ကျွန်တော်690ကြိုက်တယ်ပေါ့နော်လိုင်းကလည်းစုပ်ပြန်နေတာပဲဟုတ်ကဲ့ပါဒါကကျွန်တော်တို့နှစ်ဆိုင်ရောက်ပေါ့နော်အဲနောက်နီးလို့မလို့ပေါ့နော်ကျွန်တော်ချက်ခါကနီးလို့အဲ line နဲ့ကောင်းအောင်အဆင်ပြေမယ်ဆိုတော့နောက် တန်လိုက်တက်ပေးမယ်ပေါ့နော်တကယ်လို့အဆင်မပြေဘူးဆိုတော့ YouTube ကနေတက်နေတက်မှာပေါ့နောက်တစ်လိုင်းကကျွန်တော်တို့နောက်တစ်လိုင်းကတော့ကျွန်တော်ပြီးတဲ့ဘက်ကလည်းပြထားခဲ့ပါတယ်နော်20နဲ့4ချိန်မှာနောက်ပေါင်းလေးပေါ့နော်သူကနောက်တစ်ညနှစ်ဆယ်နဲ့လေးချိန်မှာတစ်ထိပ်ပေါ့နော်နောက်ပေါင်းလေးတစ်ထိပ်အဲ့လိုရိုက်ပြီးတော့တူအဲ့နှစ်ထဲနှစ်ဆမှာသူနောက်ပေါင်းလေးလိုရိုက်တယ်နောက်ပေါင်းလေးလိုရိုက်တဲ့နဲ့သူကအဲ့နှစ်ထဲရှေးပေါင်းလေးစကြရင်ဖိလေးကြတယ်ဟုတ်ပြီနော်ဖိလေးကြတယ်အဲ့တော့သူ့ရဲ့တစ်နှစ်ချီကိုကျွန်တော်တို့၉ချိန်မှာလည်းနောက်ပေါင်းလေးပဲ ဟုတ်ပြီနော်၉ချိန်မှတော့ပေါင်းနေသူရဲ့နောက်တနေ့၁၂ချိန်မှ၅ထိပ်ပြုတ်အောင်ဗရိတ်၆ပြီးရိုက်တယ်၅ထိပ်ဗရိတ်၆ပြီးရိုက်တယ်ဘောနော်၅ထိပ်ကတော့ပုံဒီဗရိတ်၆ကတော့စီမြန်သွားမှာအဲ့တော့ဒီဗရိတ်လေးလို့ဒီနောက်ရှေးပေါင်းလေးရိုက်တယ်ဗရိတ်လေးရိုက်ရင်သူ့ရဲ့မြင်းကုန်မှာ၄ဗရိတ်လို့ထည့်ကြည့်အဲ့၄ဗရိတ်လို့ရိုက်တယ်အဲ့ဒီထဲမှာပထမဆုံး၄ခါလို့ကြာရင်သူ့အောင်မှာ၁ဗရိတ်လို့ရိုက်တယ်အဲ့၁ဗရိတ်လို့ရိုက်ပြီးတဲ့သူ့ရဲ့အောက်ကောင်းမှာ၅အပါနဲ့ဗရိတ်လေးပြန်ရိုက်တယ်ဟုတ်ပြီနော်ဗရိတ်လေးပြန်ရိုက်တယ်ရိုက်ပြီးတော့အဲ့ဒီထဲမှာသူကညီအဲကနန်းကနန်းပေါ့နော်နှစ်နှစ်ကျော်ကနန်းကနန်းပြန်ထွက်တယ်ပေါ့ဗျာဒီလေး၉၃က သုံးကိုလေးလို့ထွက်တယ်အဲ့လိုထွက်တော့လေသူဆောင်းမှာပလင်းလေးရဲ့ဆောင်းမှာမလိုက်ထွက်တာအဲ့လိုထွက်ပြီးတော့သူ့အောင်မှာထွက်တဲ့ဒီကိုရှိခွန်ကလည်းသူကတက်ပိတ်သုံးထိတ်ခွန်ပိတ်ပေါ့နော်သုံးလုံးပေါင်းချင်းတက်ဖြစ်ပြီးတော့ဒီကိုရှိခွန်ဆိုတဲ့ကဏ္ဍကလည်းတနည်းနှစ်နှစ်ကျော်ကလာတဲ့ကဏ္ဍပဲပေါ့နော်ကိုရှိခွန်ကိုဒီမှာအရှိကိုကကိုရှိခွန်လိုလိုက်ထွက်တယ်အဲ့လိုထွက်ဖို့ရည်ကိုလည်းသူ့ရဲ့ဒီလေးပရိတ်ကြောင့်အောက်နှစ်ပင်ကြောင့်မှသူကလေးခါနှစ်ပိတ်ပေါ့နော်စီငင်သွားမှလေးခါနှစ်ပိတ်သူ့အောက်တစ်ပင်ကြောင့်မှသုံးအပိတ်လိုရိုက်ပြီးမှသူ့ရဲ့ဆောင်းမှာကျွန်တော်တို့ဒီ ကိုရှိကောင်နှစ်နှစ်ကျော်ကနားကိုရွှေ့တာပေါ့နော်သူ့အပေါ်ကလည်းဒီတုံးကိုလေးကလည်းနှစ်နှစ်ကျော်ကသားလေးကနားနှစ်ခွက်ဆင့်ရိုက်တယ်ပေါ့ဗျအဲ့လိုရိုက်ပြီးမှသူ့အောင်မှထွက်တဲ့ဒီကွန်တင်ကားကလည်းသူ့ရဲ့ဘေးနှစ်ကဒဲကနန်းတကွက်လို့ယူဆလို့ရတယ်ပေါ့နော်ဒဲရောဒဲပေါ့မိမိချင်းနေတဲ့လို့အရင်တော့အားတော့ထိုးကြပေါ့နော်ဒီကွန်တင်ကားကဒီသူ့ရဲ့နောက်တစ်နှစ်မှာကွန်တင်ကားလို့ဒဲလိုက်ထွက်တယ်ဘယ်ကနန်းထွက်လဲဆိုတော့သူကတော့လေးခါပြပရိရဲ့အောက်ကကွန်တင်ကားကိုနောက်တစ်နှစ်မှာဒဲလိုက်ထွက်တယ်လို့ယူဆတယ်ပေါ့နော်သူ့ဘေးမှာလည်းလေးခါခံထားတယ်ပေါ့ဗျဒါကကျွန်တော်တို့ကပထမတစ်ခါပေါ့နော် ဒုတိယကတော့လောလောဆယ်မကြည့်ဘူးနော်ထွက်ချင်ထွက်နေတာကြည့်လိုက်ကုန်နေမယ်ဒုတိယကံဒီမှာနှစ်ပိတ်မှာနောက်ပေါင်းလေးပေါ့နော်နှစ်ဆမှာတစ်ထိပ် sorry နှစ်ပိတ်မှာပဲတစ်ထိပ်ပေါ့နော်နှစ်ပိတ်မှာနောက်ပေါင်းလေးနှစ်ပိတ်မှာတစ်ထိပ်ပေါ့နော်ကဲ့ရိုက်ရိုက်လေးရိုက်ပြရတဲ့အဲ့ဒီထဲမှာသူကနှစ်ဆမှာနောက်ပေါင်းလေးလိုရိုက်တယ်နောက်ပေါင်းလေးလိုရိုက်ပြအဲ့ဒီထဲမှာရှီပေါင်းလေးလိုစကြရတယ်နဲ့သူကမှပရိလေးစထွက်တယ်ပရိလေးစထောက်ပြီးသူ့ရဲ့တနည်းကြုံမှာကျွန်တော်တို့၉ချိန်မှာပဲသူကနောက်ပေါင်းလေးရိုက်တယ်။သူ့ရဲ့နောက်တနည်း၁၂ချိန်မှာ၅ထိပ်သူ့အောင်မှာပရိတိလိုထွက်တယ်။ဟုတ်ပြီနော်။ Sorry ပရိ၅လိုထွက်တယ်ပေါ့ဗျာ 6ခရက်ကျွန်တော်တို့9ခရက်ပေါ့နော်9ထိပ်12ချိန်မှာ9ထိပ်ကပုံသေးပေါ့အဲ့တော့အဲ့ဒီရှေးပေါင်းလေးရိုက်တယ်နဲ့ဗရေလေးရိုက်ပြီးသူ့ရဲ့တနည်းကြုံမြင့်ကုန်မှလည်းဗရေလေးရိုက်တယ်ပေါ့နော်စာရိုက်တယ်ပေါ့အဲ့ဒီထဲမှာသူကပထမဆုံး၄ခါကြာရင်သူ့အောင်မှတစ်ဆွန်းနဲ့ဗရေရိုက်တယ်ရိုက်ပြီးတော့လည်းသူ့အောင်ကောင်းမှ၅ပါနဲ့ဗရေလေးလို့ပြန်ထွက်တယ်အဲ့ဒီထဲမှာလည်းသူကဘလို့ပြန်ကစားလဲဆိုတော့ဒီနှစ်နှစ်ကျော်ကနန်းကိုတဲ့၃ခွန်နှစ်ကိုနှစ်နှစ်ကျော်၃နှစ်နှစ်ခွန်လို့ရှိတယ်ရှိတဲ့နေရာမှာလည်းသူ့ကောင်းမှဗရေလေးရဲ့ကောင်းမှလိုက်ထွက်တယ် အဲ့ပရိနေရဲ့ဇောင်းကိုဘာလို့ထွက်လဲဆိုတော့သူ့အောင်နှစ်ပိကျော်မှာ၄ခါ၃ပိလို့ခံထားတာပေါ့နော်ပထမက၄ခါ၂ပိဒီမှာ၄ခါ၃ပိလို့ရိုက်တယ်။အောက်တစ်ပိကျော်မှာလည်း၃ပိလို့ရိုက်ပြီးမှဒီ၃ခုနှစ်ကို၂နှစ်ကျော်မှာ၃ခုနှစ်လို့လိုက်ထွက်တယ်။အဲ့လိုထွက်ပြီးတာနဲ့သူ့အောင်မှာထွက်တဲ့ဒီတင်းတင်း၃ကလည်းသူ့ရဲ့ဘယ်ဘက်၂နှစ်ကျော်ကလာခဲ့တဲ့ကဏ္ဍပေါ့နော်၃တင်းနှစ်ကိုကျွန်တော်တို့တင်းနှစ်၃လို့ထွက်တယ်။ထွက်တော့လည်းသူက၅အပိ၃ထိပ်၃အပိနဲ့၃လုံးပေါင်းချင်း၁လို့ဖြစ်ပြီးမှသူ့အောင်မှာထွက်မဲ့ကဏ္ဍတည်တဲ့ဒီ၁တည်းအကြောင်းပေါ့နော်သူ့ရဲ့ဘေးနှစ်က၁ပြိရဲ့အောက်က ီလေးခါတစ်ပရိယအောက်ကဒီ6ဖြစ်၄ပါဆိုပြီးတော့တင်းပြန်ထွက်သွားတာပေါ့နော်ဒါကကျွန်တော်ဒုတိယကပ်ပေါ့နော်ဒါဆိုကျွန်တော်တတိယကပ်နှစ်ဦးနှစ်ပိတ်မှနောက်ပေါင်းလေးပေါ့နော်နှစ်နှစ်ပိတ်မှပဲတစ်ထိတ်စီလို့ရိုက်တယ်နှစ်ပိတ်မှနောက်ပေါင်းလေးတစ်ထိတ်လို့ရိုက်တယ်အဲတစ်ထိတ်လို့ရိုက်တဲ့နေ့ထဲမှာပဲကသူကရှေးပေါင်းလေးလို့စကြရင်ရှေးနောက်ပေါင်းလေးကြတယ်ပေါ့နော်နောက်ပေါင်းလေးကြပြီးသူကရှေးပေါင်းလေးလို့စကြရင်သူကဒါလေးကမစွဲမိသေးဘူးပေါ့နော် အရှိပေါင်းလေးလို့ကြာရင်သူ့အောင်မှာပရိသေးထွက်တယ်ပရိသေးစာရိုက်တယ်ဗောနော်သူရတနည်းပြောမှာလဲသူက၉ချိန်မှာနောက်ပေါင်းလေးပဲသူရနောက်တနည်း၁၂ချိန်မှာ၅ထိပ်သူ့အောင်မှာပရိသေးလို့စီရင်ရိုက်တယ်ဗောနော်အဲ့လိုရိုက်ပြီးတော့ဒီနှစ်နောက်ရှိပေါင်းလေးလို့စကြတာနဲ့သူ့အောင်မှာပရိသေးထွက်တယ်ဗောနော်ပရိသေးရဲ့မြင်းကောင်မှာသူ၄ပရိအိုက်မှာစရိုက်တယ်ရိုက်တာနဲ့သူကအဲ့ညတည်းမှာပထမဆုံး၄ခါလို့ကြာရင်သူ့အောင်မှာ၁ပရိလို့ရိုက်တယ်၁ပရိလို့ရိုက်ပြီးတာနဲ့တဲ့သူ့ရအောက်ကောင်မှာသူက၅ပါနဲ့ပရိသေးပြန်ရိုက်တယ်ဗောနော်ငါးပါနဲ့ပရိသေးပြန်ရပြီးတော့အဲ့ညတည်းမှာသူ့ရဲ့ဘေးနှစ်နှစ်ကျော်ကဇောင်းနှစ်ပင်တက်တဲ့ကနန်းကဒီခွန်ရှိကိုကိုကိုခွန်ရှိလို့ထွက်တယ် အဲ့လိုဖြတ်ဖို့ရေးကိုလည်းသူ့ရဲ့အပေါ်တောင်းမှာ၄ break ကခံခဲ့အောင်နော်ဘောနော်အဲ့၄ break ဒီလည်းအောက်နှစ်ပိတ်ကြောင်းမှာ၄ခါ၄ break လို့ရိုက်တယ်ပထမက၄ခါ၂ break ၄ခါ၃ break ဒီမှာ၄ခါ၄ break လို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူကအောက်တစ်ပိတ်ကြောင်းမှာ၃အပိတ်လို့ရိုက်တယ်၃အပိတ်လို့ရိုက်ပြီးမှဒီနှစ်ပိတ်ကြောင်းကဏ္ဍပေါ့နော်ဒီခွန်ရှိကုတ်ကိုခွန်ရှိကုတ်လို့ထွက်ပြီးသူ့အောက်မှာထွက်တဲ့ဒီ၆ခု၆ခါလည်းနှစ်နှစ်ကြောင်းကလာခဲ့တဲ့ကဏ္ဍမှာအဲ့လိုလာခဲ့တဲ့နေရာမှာလည်းသူက၆နောက်ပိတ်၉ထိပ်၆နောက်ပိတ်၃ဘောင်ချင်းတစ်ဖြစ်လို့တဲ့သူ့ရဲ့ဘေးနစ်က လေးခါတစ်ပရိယအောက်ကကဏ္ဍမှာဆိုကျွန်တော်တို့ဒီ6 3 6ကလည်းဒီဘွဲမှာထည့်ထိုးအောင်မှာပဲကြက်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 ထည့်ထိုးအောင်မှာပေါ့နော်သူ့ site တိုင်းသူပေးသွားခဲ့ရင်တကွက်ထည့်ပဲဒီကောင်လေဒါ6 3 6ပေါ့နော်မိမိကြိုင်နေတဲ့ဘေးနေကကဏ္ဍထည့်ကြရင်လည်းလဲလိုက်ထိုးပေါ့ကျွန်တော်ကတော့ဒီနေ့ည line မှာဒါဘေးနေကကဏ္ဍကိုအဓိကဥသောပြပြတယ်ဒီ6 90နဲ့ကျွန်တော်6 3 6တဲ့ပေါ့နော်တဲဆိုမှမိမိကြိုင်နေတယ်လို့ရှိရင်တော့အာနည်းနည်းရင်ပေါ့နော်အဲနားတော့နားလည်းမြင်တယ်မှာနော်ဒီပရိလေးရဲ့ဆောင်းမှာနည်းနည်းကြောကဏ္ဍလိုက်ထွက်တယ်ပေါ့နော်ထော်တာနဲ့သူ့အောင်မှာသူ့အောင်နှစ်ပင်ကြောင်မှာလည်းသူက၄ခါနှစ်ပိတ် အောက်တစ်ပင်ကျော်မှာ၃ဘိတ်လို့ရိုက်တယ်ပေါ့နော်။ရိုက်ပြီးတာနဲ့သူကဒီနှစ်ပင်ကျော်ရဲ့အောက်မှာထွက်တဲ့ကိုရှိခွန်ကလည်းဒါ၁၃ခွန်နဲ့၃လောင်းပေါင်းချင်းတက်ပြစ်ပြီးတော့ဒီနှစ်နှစ်ကျော်ကဒီခွန်ရှိကိုပဲနှစ်ပင်ဆင့်ရိုက်တာနှစ်နှစ်ကျော်ကနေသူအဲ့လိုရိုက်ပြီးမှသူ့အောက်မှာထွက်တဲ့ဒီခွန်တင်ကားကဘေးနစ်ကလေးခါတက်ပြစ်ရဲ့အောက်ကခဏန်းပေါ့နော်။ဒါကဗမာတကပေါ့နော်။သူပြကမှာလဲကျွန်တော်တို့ဒီမှာ3ခွန်နှစ်ကိုနှစ်နှစ်ကျော်မှာ3နှစ်ခွန်လို့ထွက်တယ်ထွက်တော့လေ၄ဘိတ်ရဲ့ဆောင်းမှာထွက်တာเนาะ၄ဘိတ်ဒီလဲအောက်နှစ်ပင်ကျော်မှာ၄ခါ3ဘိတ်လို့ရိုက်တယ်အောက်တစ်ပင်ကျော်မှာ3ဘိတ် အဲ့လိုရပြီးမှဒီသူ့အောင်မှာထွက်တဲ့ဒီတင်းတင်းသုံးကလည်းငါသုံးသုံးနဲ့သုံးလုံးပေါင်းချင်းတစ်ဖြစ်ပြီးတော့နှစ်ပင်ကျော်ကနှစ်နှစ်ကျော်ကပေါ့နော်ဒီသုံးတင်းတင်းကိုအကွက်ရွှေနေနဲ့ရွှေခဲ့တာအဲ့တော့သူ့အောင်မှာထွက်တဲ့ဒီ6ရှစ်လေးကလည်းသူ့ရဲ့ဘေးနေကပထမဆုံး၄ခါတစ်ပရိယအောက်က6ရှစ်လေးကို6ရှစ်လေးတက်ပြန်ရိုက်တာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာတတိယကန်နေနဲ့ဒီနှစ်ပင်ကျော်ကနန်းခွန်ရှစ်ကိုကိုခွန်ရှစ်လို့ထွက်သွားပြီပေါ့နော်ထွက်ပြီးရတယ်တဲ့သူကအဲ့လိုထွက်ဖို့ကြီးကိုသူ့သောင်းအောင်မှာသူက၄ပရိခံထားတယ်အဲ့၄ပရိကလည်းအောက်နှစ်ပင်ကျော်မှာ၄ခါ၄ပရိလို့ရိုက်တယ်အောက်တစ်ပင်ကျော်မှာလည်း၃ပရိလို့ရိုက်တယ် ဲ့လိုရိုက်ထားခြင်းကြောင့်သူ့အောက်မှာထွက်တဲ့ဒီ69ကနည်းနည်းကျော်ကကျွန်တော်တို့669ကိုဒီ696နဲ့သုံးပေါင်းပေါင်းချင်းတစ်ဖြစ်ပြီးတော့ဒါ6အဲ696ဆိုပြီးတော့ဒါနှစ်ပင်နှစ်နှစ်ကျော်ကနေထွက်ခဲ့တာပေါ့နော်အဲ့လိုထွက်တဲ့အတွက်သူ့အောက်မှာထွက်မဲ့ခဏငါသူ့ရဲ့ဘေးနစ်ကကျွန်တော်တို့အလေးခါတစ်ပရိရဲ့အောက်ကခဏမဲ့အညီပေးခဲ့မယ်ဆိုရင်ပေါ့နော်ဒါ636ဆိုပြီးတော့ထိုးရမှာပေါ့နော်ဒီ696ဝန်းကျင်နဲ့လည်းညီတယ်ဘေးနစ်ကခဏနဲ့လည်းညီတယ်ပေါ့နော်အဲ့696ဝန်းကျင်နဲ့ဆိုကျွန်တော်အဲ့နှစ်ဘက်ကိုနှစ်သက်တယ်ပေါ့ဗျာကျွန်တော်ကြိုက်တာပြောတာနော်အဲအပိုင်းကတော့ကျွန်တော်လည်းမသိဘူးပေါ့နော်လာမယ့်2020နဲ့ကျွန်တော်တို့ ရှော့မှာတော့အဲမမဝင်မယ်ဆိုရင်ပေါ့နော် Facebook line ကောင်းမယ်ဆိုရင် Facebook မမအကောင့်ပြီးတဲ့ဖောက်မယ်ပေါ့နော်တချို့ဟာတွေကျတော့ကျွန်တော်တို့ကြိုးပြလို့ရတာတွေကကြိုးပြချင်တာပေါ့နော်အခုမမတွေသွားတဲ့စနစ်ကကြာဘိုင်ဘိုင်ပါနေပြီးတော့3မိနစ်4မိနစ်အလုံးဆုံးပေါ့နော်အတူချုံပြီးရရတာဆိုတော့ကိုသွားတဲ့နေ message ကိုပဲအဓိကရရတာပေါ့နော်အဲလာမယ့်နေ့မှာတော့ကျွန်တော်ဒီမှာဟိုအားပေးမယ်ဆိုရင်ပေါ့နော်တနစ်စာနှစ်သိမ့်ပါဗျာ6လသားကတော့ကျွန်တော်တသိမ့်ပေါ့နော်6လသားသမားတွေကတော့မွေးကနန်း5ခွက်အဲတနစ်စာသမားတွေမွေးကနန်း3ခွက်ပေါ့နော်တစ်ချိန်ချင်းတက်တော့အဲ့လိုမျိုးလေး တက်မှတ်ထားတယ်ပေါ့နော်ဒါမဲ့2026ကြာရင်အဲ20ကျင်းနောက်ပိုင်းမှာဝင်ရင်တော့ကျန်ချင်း free ပေးမယ်ပေါ့ဗျာအဲတချို့ကလည်းအလူခေါင်းတွေကမေးနေတယ်လေရှိတော့ပေါ့နော်လူခေါင်းတွေကတော့ကျွန်တော်တို့ဒီ2020ကမှတနည်းဆောင်မှထားတဲ့လူတွေကတော့ဈေးလျှော့ပေးမယ်ပေါ့နော်နှစ်သိန်းကျန်းနေလျှော့ပေးမယ်အားလုံးပဲကံကောင်းကြပါစေအားလုံးပဲကံကောင်းကြပါစေ696ဝန်းချင်းပေါ့နော်696ဝန်းချင်း690နဲ့ကျွန်တော်တို့6 3 6ပေါ့နော်ပရိင္းကားတစ်ခွက်ကျန်နေတယ် အဲမိမိကြမ်းကြမ်းတက်နေလဲအာပြီးတော့ပြန်နေလဲရင်အောင်ပေါ့နော်ကျွန်တော်ကတော့တဲ့ပဲတဲ့သမားပဲအာရင်ရင်ရင်ပေါ့အဲ690လဲတဲ့ပဲကျွန်တော်တို့636လဲတဲ့ပဲပေါ့နော်အဲကျန်တာကတော့ကျွန်တော်တို့ဒီဘွဲမှာကျွန်တော်အဖွဲတွေကတော့ဒီကနန်းနေကလေးကအဲဘေးနေကကနန်းလဲကျွန်တော်သုံးမှာပေါ့နော်ဘေးနေကကနန်းလဲသုံးမယ်အခြားကနန်းလဲသုံးမယ်အဲထိပ်ကြီးကလဲကျွန်တော်ကြိုက်တဲ့ထိပ်ကြီးအဲနှစ်လိုင်းတော့နှလုံးတော့ရှိသေးရပေါ့နော်အဲ့ဒါတော့ကျွန်တော်နီးရင် line ကောင်းရင် facebook ကတင်ပေးမယ် line မကောင်းခဲ့ဘူးဆိုရင် youtube ကနေ အထွန်းမင်းညာဖြစ်ဖြစ်ပေါ့နော်အဲဒီတရက်လောက်ဖြစ်ဖြစ်တင်ပေးမယ် YouTube မှာတော့ကျွန်တော်ကြီးတဲ့သူနဲပါလိမ့်တယ်နော် Subscribe နဲပါလိမ့်တယ်ဘာလို့မလဲကံကောင်းကြပါလိမ့်တယ်ငါးတန်နေတဲ့သူကငါးဟိုလေကျွန်တော်ပြောဘူးတယ်နှစ်ဆအဲကျွန်တော်တို့ခုနှစ်ကြိမ်ရှစ်ကြိမ်ကောင်းမှကျွန်တော်ပြောတယ်ငါးတန်ပေါ့နော်အဲငါးတန်ဆိုရင်လေသူကဘလို့ရိုက်လဲဆိုတော့ပထမတစ်ကတ်မှာသူငါးတန်စပေါ်ရင်သူကအဲ6ကြိမ်မှစပေါ်တယ်နော်အဲမှာငါးတန်တစ်ပွဲပေါ့ဗျဒီမှာနှစ်ပွဲပေါ့၃ပွဲ၃ပွဲ၄ပွဲဒီမှာ၅ပွဲ၆ပွဲ9ပွဲ10ပွဲ9ပွဲပေါ့နော် ကိုဝဲတိတိကစားတယ်ကိုကိုချင်းကစားတယ်ပေါ့ဗျာကိုကိုချင်းကစားတယ်ပေါ့နော်အဲဒီမှာထူးခြားတာကသူက90 30တက်ရိုက်တယ်ဗျာဒီမှာနောင်9နောင်9ရှိ9နော်နောင်9နောင်9ရှိ9အဲဒီမှာ30%ရိုက်တယ်ဒါကပရမတ်တကယ်ပေါ့နော်အဲဒီမှာပဲကျွန်တော်90နဲ့ပတ်သက်လို့ဒါခွန်ရှင်းနေပဲ90စပို့လာနော်ပေါ်တော့လေအဲ့ဒီတဲမှာသူက2019မှာ90ဒီမှာစပို့လေဗျာပေါ်ပြီးသွားတဲ့သူတပွဲဒီမှာ2ပွဲပေါ့နော်3ပွဲ4ပွဲ5ပွဲ6ပွဲကျွန်တော်တို့9ပွဲပေါ့နော်10ပွဲ9ပွဲတို့ဒီမှာပို့လေ ဒီမှာနောင်ငန်းနောင်ငန်းလို့ရိုက်ပြီးမှဒီမှာရှင်ငန်းနဲ့ပေါ်တာနော်အဲ့မှာ690ဆိုပြီးပြီးတာအဲဒီမှာနောင်ငန်းနောင်ငန်းရှင်ငန်းနော်ဒီမှာဆိုလဲဒီမှာနောင်ငန်းနောင်ငန်းရှင်ငန်းဆိုပြီးရိုက်တယ်ဟုတ်ပြီဒါဆိုကျွန်တော်တတိယကပ်ကိုလည်းကြည့်အောင်ဒီမှာ900ဒီမှာတပွဲပို့ပြီပေါ့နော်တပွဲပို့ဒီမှာ2ပွဲ3ပွဲ4ပွဲဒီမှာ9ပွဲဒီမှာ6ပွဲပေါ့နော်အဲ9ပွဲ9ပွဲပေါ်ခဲ့မယ်ဆိုဒီမှာနောင်ငန်းနောင်ငန်းလည်းဖြစ်ပြီးဆိုရှီပေါင်း9ပဲချတော့မှာပေါ့ဒီကကိုပြီးရင်ပေါ့မှာပဲနော်အဲ696ဝန်းကျင်နဲ့ဆိုတာ698ပဲသုံးတော့မှာပေါ့အဲ့လိုရိုက်ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒါ9ပွဲလည်းဒီမှာ တစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ6ပွဲဆိုတော့နောက်ထပ်3ပွဲကစားနိုင်တယ်ပေါ့နော်တစ်ချိန်တစ်ချိန်သုံးချိန်အဲမကြံတော့လေ၅ချိန်မှာ၃ချိန်ကောင်း၅တန်ပါနိုင်ကြီးတယ်ပေါ့နော်၅တန်၃ချိန်ကြီးမပါခဲ့ဘူးကြကျွန်တော်တို့တစ်ချိန်တစ်ချိန်မှာကိုကြိုက်တဲ့၅တန်မျိုးနဲ့ပေါက်ကနန်းဖြစ်ရင်လည်းဒါမင်္ဂလာပဲပေါ့နော်အဲ၅နဲ့ပတ်သက်လို့လည်းကျွန်တော်တို့9လုံးလားမသိဘူးအိုက်တိုင်းကြီးမှာကစားတယ်ပေါ့နော်ကြီးကြီးလိုက်ပေါ့မ9လုံးဟုတ်မဟုတ်ကအေး1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 179 120 131 132 133 134 135 146 147 148 149 150 151 152 ငါ6လုံးဟော9လုံးဟောပါတယ်အဲ9 9တန်ကိုသူကကိုယ်ပဲကစားပြီးတော့အဲ့ဒီထဲမှာ9အလုံးကြီးရတယ်သူကတစ်လုံးနှစ်လုံးသုံးလုံး၄လုံး5လုံး6လုံး6လုံးဆိုတော့ဒီမှာ3လုံးကျန်ခဲ့တယ်9လုံးကစားတယ်เนาะဒီမှာ3လုံး5လုံးပေါ့เนาะ2လုံး3လုံး4လုံး5လုံး6လုံးဟောဒီမှာ9လုံးကတ်တယ်เนาะအဲဒီမှာဆိုလဲလို့ပဲဒီ9နဲ့ပတ်သက်လို့ဒီမှာ3လုံး2လုံး 3လုံး4လုံး5လုံး6လုံးဒီမှာ9လုံးပြည်တယ်ပေါ့နော်9လုံးတိတိပဲသူကစားတာပေါ့သူပြေးတဲ့အတိုင်းသူထွက်တဲ့အတိုင်းပြတာပေါ့နော်ဒီမှာဆိုလည်းကျွန်တော်တို့9ဆိုဒီမှာ3လုံးပေါ့ဗျာဒီမှာ2လုံးအ3လုံး4လုံး5လုံး၅လုံးမရှိသေးတော့ငါး၅လုံးထွက်ပြန်ရှိသေးတယ်ပေါ့နော်ဒါကတော့ကျွန်တော်အပိုင်မဟုတ်ဘူးကြာကျွန်တော်ကြည့်ထားတဲ့ပြန်ပြီးတော့ညှောက်ပြီးပြီးတယ်ပေါ့နော်